အားလုံးမင်္ဂလာပါဒီနေ့တရားသင်ပွဲတင်ရတာကတော့အခန်း3လေ့ကျင့်ခန်းသုတ္တမလေးကနံပါတ်1နဲ့ပဲဖြစ်ပါတယ်အဲဒီမှာကျွန်တော်နံပါတ်1မှာဆိုလို့ရှိရင်အောက်ပါရုပ်ကိုရှင်းပါတယ်နော်နံပါတ်ကကြီး x into yz power 8အဲ့ဒီမှာကျတော့ဂွင်းထဲမှာကျတော့ yz ရှိတယ်ပေါ့။အဲ့ဒီဘုံမှာတင်ထားတဲ့ x က yz နဲ့ဆိုတော့เนาะ yz နဲ့ဂွင်းထဲမှာရှိတဲ့အင်းနှလုံးဖြစ်တဲ့ y နဲ့ z နဲ့ပေါ့။အဲ့နှစ်ခုလုံးနဲ့ဆိုတော့ ဲတက်ဆိုင်နေပါတော့ဒါကြောင့်မို့ကျတော့ h နော် h ကတော့8ပဲပေါ့နော် y ကကျတော့8တက်ဇက်ကကျတော့8တက်ဖြစ်ပါတယ်အိကကျသူကအဲ့ဒီ ქვენ တော့မပါရတဲ့သူ့မှာတစ်ထက်ပဲရှိရောနော်ဒါရင်နံပါတ်ခဝေးပါနံပါတ်ခဝေးမှာလဲ m တက် m 3တက်ကိုအပေါ်ကနေပြီးတော့ခုနှစ်တက်တင်ထားပါတယ်ဒါရင်အဲ့ဒီခုနှစ်တက်က n တက်နဲ့လဲဆိုင်နေ n 3တက်နဲ့လဲဆိုင်နေပေါ့နော်ဒါကြောင့်မို့ကျတော့ဘယ်လိုရင်းလဲဆိုရင် အဲနှစ်ထပ်ပေါ်မှာအန်သုံးခုနှစ်ထပ်ကိုထက်တင်မယ်အန်သုံးထပ်ပေါ်မှာလည်းခုနှစ်ထပ်ကိုထက်တင်မယ်ဒါဆိုရင်ကျတို့နော်ဟိုဟာထန်ညွန့်ထန်ညွန့်ချင်းမြောက်မှာဆိုရင်ဟိုမှာအန်နှစ်ထပ်ရဲ့ပေါ်မှာခုနှစ်ထပ်တင်နေတယ်နှစ်ခုနှစ်လေး14နော်ဒါကအန်သုံးထပ်ပေါ်မှာခုနှစ်ထပ်တင်နေတယ်ဘာလဲသုံးခုနှစ်လေး21ဒါဆိုရင် m က14ထပ်ပြီးတော့ n ကကျတော့21ဖြစ်ပါတယ် n power 21ဖြစ်ပါတယ်နော်ဒါမှနောက်ကနံပါတ်ကားငယ်ပါနံပါတ်ကားငယ်ကတော့ 3abc 2 power 6 ဲ့ဆိုအဲ့ဒီစစ်ကနော်6ထက်ကကျိုး3နဲ့လက်ဆိုင်နဲ့3 6ထက်တော့ A ရဲ6ထက် B ရဲ6ထက် C ရဲ6ထက်အဲ့ဒီကျိုးက3 6ထက်ကဘယ်လောက်ရလဲဆိုလို့ရှိရင်929ရတယ်3ကို6ကမြောက်ရင်929ရတယ်တော့က A power 6 B power 6နဲ့ C power 6ကတော့ဒီအိုင်းမဲ့အကုန်လုံးပူရလိုက်ရပါပြီတော့ကနံပါတ်ကကြီးပါနံပါတ်ကကြီးက minus c power d minus c power c square နဲ့ d square ပေါ့နော်အမှဒေးတဲ့တင်ရတယ် ဒါပေမဲ့သူရဲ့အရှင်းမှာကရောမိုင်းနဲ့ဝဲရှိရဲဒါကြောင့်မို့နော်သူကအရှင်းမှာမိုင်းနဲ့ပေါ့တော့သူတို့ကမြောက်တော့ခဲ့ရပါတော့ဝဲဖြစ်တဲ့အတွက်ကျောင်းမိုင်းနဲ့ဝဲမှာအဲ့ဒီမိုင်းနဲ့ဝဲကလည်း၄တက်စီနှစ်တက်ပုံမှာလည်း၄တက်တင်မယ်ဒီနှစ်တက်ပုံမှာလည်း၄တက်တင်မယ်အဲ့ဒီမိုင်းနဲ့ဝဲ၄တက်ကကျတော့ plus 1ရမယ်စီနှစ်တက်ပုံမှာ၄တက်တင်တော့စီ6တက်ရမယ်ဒီနှစ်တက်ပုံမှာ၄တက်တင်တော့လည်းစီ6တက်ရပါတယ်ဒါကြောင့်မို့အပြေက1အာ6တက်ပုံ8တက်ပေါ့နော်ဒါမြောက်ကမှာဖြစ်တယ်ဗျ။1လေး8 1လေး8ရှေ့ကဝမ်းရေးလဲရတယ်မရေးလဲရတယ် ငါးကကြတော့ 7r² s the whole square ပေါ့နော်အဲဒီခုနှစ်မှာလည်းနှစ်ထပ်တင်မယ် r² မှာလည်းနှစ်ထပ်တင်မယ် s မှာလည်းနှစ်ထပ်တင်မယ်အဲဒီခုနှစ်နှစ်ထပ်ကတော့49 r နှစ်ထပ်နှစ်ပေါ်မှာနှစ်ထပ်တင်တော့ r ၄တဲ့ပြီးတော့ n နှစ်ထပ်ရပါတယ်နံပါတ်စာလုံးရတဲ့အတိုင်းပဲ -5 ပေါ်မှာ၄တင်မယ် p² ပေါ်မှာလည်း၄တင်မယ် q q ပေါ်မှာလည်း၄တင်မယ်အဲဒီ -5 ၄တဲ့ကကြတော့အဖြေက695ရတယ်သူကအနောက်ကိမ်းပေါ်မှာအပေါင်းစုံငင်းဖြစ်တဲ့အတွက်တော့စုံငင်းထင်ယုံဖြစ်တဲ့အတွက်ဒီလိုအပေါင်းလက္ခဏာရထပါတယ် ပြီးရကြတော့နှစ်လေးတွေရှစ်ချက်တွေပြီးတော့ကျွားရသုံးလေးတွေဆက်နှက်ချက်ဖြစ်ပါတယ်။စလင်ရရ0.9ကိုနော်0.982 y² the whole square ပေါ့နော်။အဲ့ဒီ0.9ရလည်းနှစ်ထပ်ဖြစ်မယ်။ h မှာနှစ်ထပ် y² မှာနှစ်ထပ်။0.9ကိုနှစ်ထပ်တင်တော့ရှင်းသွားပါလား။0.9နှစ်ခါပြတော့0.81ရပါတယ်။နောက်ကအဲ8က3တက်နဲ့နှစ်ထပ်နဲ့ဆိုတော့3နဲ့ဒီ6 y ကကြတော့နှစ်နဲ့ဒီ2။အဲ့မှာစာခွဲပါစာခွဲက -1.3 y power yz the whole square the whole power 5အဲ့ဒီမှာ1 by 3ရလဲ9တက်ရမယ်1ကလည်း9တက်ဆက်ကလည်း9တက်ဒီ1 9တက်ကတော့1မရမယ်နော်3 9တက်ကကျတော့ဒီလိုကနော်3 9တက်ကကျတော့ညရေးတက်တော့ရပါတယ်အဲ့တော့ထညိုးကအမိုင်းတက်တက်တက်ကျိုးဟိုလည်းအနှုတ်နေပဲလာနေလို့နော်1 9တက်ဆက်9တက်ဒါသိနံပါတ်တူပါပြီနံပါတ်2ကအောက်ပါလို့ရှင်းပါတဲ့ 6ab2 နဲ့ ab နဲ့ပြောင်းမယ် minus 8a2 နဲ့ b2 နဲ့ပြောင်းမယ်နော်ဒါဆိုရင်ဒါရှေ့က minus ရဲ့ရှေ့ကဒီ win နဲ့မှာじゃကျု ab ဆိုတော့သူ့ရဲ့ပြောင်းခေါက်ရဲ့1 minus 6နဲ့ပြောင်းတော့6ရတယ်နော် a နဲ့ a နဲ့ပြောင်းတော့ a2 b2 နဲ့ b နဲ့ပြောင်းတော့ b2 နော်နောက်ကတော့ a2 b2 ဒါဆိုရင်ကျု new to y နော်နောက်ကအဲ့ကရာကိန်းကိုမှ a2 b2 ဆိုတော့ဆိုင်ကို new to game ဖြစ်သွားပြီ ။ဒါဆိုရင် minus 6နဲ့ plus 6 minus 8နဲ့ plus 6နဲ့ဆိုတော့ကျွန်တော်နှုတ်လိုက်တဲ့ကောင်က minus 2ရတယ်။နောက်ကမျိုးတူကင်းလို့ဖြစ်တဲ့ a square b ကတော့ damage ပြေးရပါမယ်။နောက်ကနံပါတ်ခဝေးပါ။နံပါတ်ခဝေးက z2 ဆိုတော့ကျွန်တော် 2z နဲ့နော် 2z နဲ့ z2 နဲ့ပြောပြရတဲ့အခါမှာ z က3တက်နဲ့တက်နဲ့ဆိုတော့4တက်နှစ်ကတော့2ပဲပေါ့နော်။နောက်က z2 နဲ့3တက်နဲ့ကတော့30ရတယ်။အဲ့မှာ minus နောက်ကကျတော့ z နဲ့3တက်နဲ့ကတော့30ရပြီးတော့ la fuse tu ne zene 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 ma ma ne fuse fu pa wa fu ya ba le a ro jo tu ra le su ya ka ma ngo myo tu ke lu le su su ya ka ma 2z power 4 minus 4z power 4 နောက်ပါတော့3 z 2နဲ့ -3 z ကတလုံးချင်းဆိုတော့ရိုင်းမဲ့ရေးလိုက်မယ်။အပြင်2 z power 4နဲ့4 z power 4ဆိုတော့ဒီမှာပါတယ်။အဲ -2 z power 4ရပြီတော့နောက်ကနှလုံးကတော့ဒီရိုင်းမဲ့ပြင်ရေးပါတယ်။နောက်ကနံပါတ်ကငယ်ပါ။ ။အမှန်ကနေရပိုင်းနဲ့ 3a square 3ay square နဲ့ 8y minus 8နဲ့ညောက်မယ်။ဒါက 3ay square နဲ့ 8y plus y ရဲ့ကိုညောက်မယ်။ဟုတ်လား။ဒါပေမဲ့ဒီလို share minus 3နဲ့ share 1နဲ့ညောက်တဲ့အခါမှာ minus 3ရတယ်။ h ကနှစ်သုံးဆိုနှစ်ထက် y က y က2ထက်နဲ့2ထက်နဲ့ဆိုတော့ y သုံးထက်။ဒါကရှေ့သုံးရဂိမ်းပါ။နော်။ကဲဒုတိယ x ကိုနော် -3ay² နဲ့ -8 နဲ့ကိုရှုပ်မှတ်တဲ့အခါမှာ -3 နော် -3 ဆိုပြလိုက်ပြသားမယ် တော့တတိယသီးပဲအိကနှလုံးဆိုတော့နှစ်ထပ်ပြပါမယ် wire square ရပါမယ်ပေါ့နော်ဒါရှိကဟာဒါတင်းမိုင်းနဲ့ create y square နဲ့ x y နဲ့ညွှန်တဲ့အခါမှာ minus နော်3 x square y square ရအဲ့နှစ်ထပ်နဲ့ x square y 2နဲ့ပေါ့နော်နောက်က minus 3 y square နဲ့ plus x နဲ့ညွှန်တဲ့အခါမှာ minus 3 x square y square ရပါတယ်အဲ့ဒီမှာကျတော့မျိုးတူကင်းလုံးနှစ်ခုဖြစ်ပြီးတော့ plus နဲ့ minus နဲ့ဆိုတော့အဲ့နှစ်ခုကကြီးပါတယ်ကြီးတဲ့အခါမှာဘာကျင်လဲဆိုရင် minus 3 x square yg နဲ့ -3a² yg နှစ်ခုပေါင်းတဲ့ခါမှာ -6a² yg ရပါတယ်။ခန်းငယ်ပဲဆိုခါကြီးပေါ့နော်။ခါကြီးက 3u နဲ့ u² v q ပေါ့နော်။ဒါဆိုရင် 3u က 3u ရဲ့ u² ပေါ်မှာသုံးတတ်တယ်နော် u နော် u² ပေါ်မှာသုံးတတ်တယ်မဲ့ v ပေါ်မှာလည်းသုံးတတ်တယ်မဲ့နောက်မှာလည်းအတိုင်းပဲ2ပေါ်မှာနဲ့တတ်တယ်မဲ့ u ပေါ်မှာနဲ့တတ်တယ်မဲ့ဟုတ်လားဒါဆိုရှင်ရှင်းသုံးက 3u နောက်က u ရဲ့ပေါ်မှာကျတော့2 3 6 v ရတော့3ပဲ။နောက်ကနှစ်နှစ်ထက်က4ရမယ်။ နော် u square u square နဲ့ u square ဘောနော်မနက minus u power 5ရယ် v ကြည့်ရယ်ဘောနော်အဲ့ဒါရင်းရှင်းရနော်အဲ2နဲ့ minus u အဲဒီတက်က4ရတယ်နော် u square နဲ့ငါနောက်ကဟာ u 5နောက်က v 3ဘောနော်ဒါတော့ဆိုလို့ရှိရင် 3u နော်ဒီမှာရှေ့က3ပြီးတော့ u တစ်ထက်နဲ့ u 6နဲ့ u 9ရတယ် v က3တက်နော်အနောက်မှာကျတော့ကျတော့ အဲဖုန်းနဲ့ယူနှစ်တက်နဲ့ယူငါးတက်ဆိုယူခုနှစ်တက်ယူသုံးတက်ဆိုမျိုးတူကလေးဖြစ်သွားပြီ။ဒါဆိုရင်အဲယူခုနှစ်တက်ယူဒီသုံးတက်လေးလုံးနဲ့ကယူခုနှစ်တက်ဒီသုံးတက်သုံးလုံးလို့ပဲရှိရင်သူက -1 ယူ1ယူခုနှစ်တက်ဒီသုံးတက်ကျန်ပါတယ်။